မိဘပြည်သူများရှင် Prime Media မှာတင်ဆက်မှုဖြစ်ပါရှင်ဒီနေ့မိဘပြည်သူများကိုကျွန်မပထမဆုံးတင်ဆက်ပေးချင်တာလေးကတော့တောင်ခမ်းကနေအောင်ပွဲတွေနဲ့တူပြန်လာခဲ့တဲ့တက်မတော်သားတွေကိုတွားရောက်ကြိုဆိုကြတဲ့မြင်ကွင်းလေးတွေပဲဖြစ်ပါရှင်မိဘပြည်သူများအရင်ဆုံးကြည့်ရှုလိုက်ပါအောင်ရှင်တပြေကက်လေးတွေနဲ့ကြိုးဆူနေကြတာကိုမြင်ရတာအင်မတန်ဝမ်းသာချင်ဖို့ကောင်းပါရဲ့ရှင့်။မနေ့ကဆိုရင် သွားကြတဲ့သူတွေထဲမှာပြိုမေဘလော့ရိုက်တဲ့အမျိုးသမီးလေးလည်းပါဝင်သလိုညီမလေးသစင်ဦးကိုကျော်စိုးဦးနဲ့ကိုစော်ဖုန်းတို့သွားတာလည်းကျွန်မမြင်တွေ့ရပါတယ်ရှင့်ကိုကျော်စိုးဦးနဲ့ကိုစော်ဖုန်းရာဆိုရင်အဲ့ဒီပွဲလေးပြီးရဲ့ခါမှာပေါ့နော်စစ်စေးရုံသွားပြီးတော့တက်မတော်သားတွေကိုတွေ့ဆုံပြီးအပိစကားပြောကြခဲ့တာလည်းမြင်တွေ့ရပါတယ်ရှင့်အဲ့ဒီမှာကိုစော်ဖုန်းပြောတဲ့စကားလေးတခုကျွန်မသဘောကျလို့ပါရှင့်သူပြောတာကလည်းဆိုတော့ဒီတက်မတော်သားတွေရုပ်ရှင်ရိုက်တာပေါ့ရှင်တက်မတော်ကားတွေရိုက်တဲ့ခါမှာတဲ့ တခါလာလဲဒီမင်းသားတခါလာလဲဒီမင်းသားတွေပဲအသုံးပြုနေမှာတူတူပေါ့နော်သူတို့နဲ့ရိုက်တယ်ဆိုတော့ပိုမိုက်တယ်သူပြောသွားပါရှင့်ကျမအဲ့စကားလေးပြီးတော့အထူးထောက်ခံပါတယ်အကြောက်လဲဆိုတော့ကျမနိုင်ငံမှာတက်မတော်ကားတွေရိုက်တဲ့ခါမှာပေါ့နော်ဒီမင်းသားဒီမင်းသားတွေပဲထက်နေရဲ့ရှင့်တချို့တွေဆိုရင်မင်းသားတွေကြည့်ရတာဘလို့မှစစ်သားရုပ်မပေါ့ဘူးပေါ့နော်မင်းသားတွေဆိုတော့ကအញ្ញောင်းချောမောလှပကြရတယ်ဘလို့ပဲမိတ်ကပ်နဲ့ခြတာပါစေကြည့်ရတာစစ်သားရုပ်စစ်သားမှန်မပေါ့ဘူးရှင့်စစ်သားတွေမှာမှန်တစ်ခုရှိရပြီးတော့အရှိန်အဝါတစ်ခုရှိပါတယ်ဒါကိုစစ်သားစစ်စစ်တွေမှာဒါမြည်တွေ့နိုင်ပါတယ်ရှင့်မင်းသားတွေအနေနဲ့ကြတော့ ပြောရမယ်ဆိုတော့တရုတ်ဆောင်စွမ်းရည်နည်းနည်းနဲတဲ့သူတွေမှာဟိုပေါ်လွင်နေပေါ့နော်တရုတ်ဆောင်စွမ်းရည်ကောင်းတဲ့သူတွေကြတော့စစ်သားဇက်ယုံနဲ့တဲ့ကိုအံဝံကင်ကြဖြစ်တာပေါ့ရှင့်ဒါကြောင့်ကိုစုံဝင်းပေးတဲ့အကြံဉာဏ်လေးကအင်မတန်ကောင်းမွန်တယ်လို့ထင်ပါရှင်စကားတွေရိုက်တဲ့အခါမှာစစ်သားရုပ်ပြည်ရင်နဲ့စစ်သားရဲ့မှန်ရှိတဲ့သူတွေတော့ခေါ်ပြီးတော့ရိုက်စေချင်ပါရှင့်အဓိကတော့ခုနောက်ပိုင်းမှာဆိုရင်လူငယ်တွေဟာစပီကာတွေရှိမယ်မျိုးချစ်ပုံကိုယ်တွေရှိမယ်အဲ့ဒီပုံကိုယ်တွေထဲမှာတရုတ်ဆောင်ဆိုင်ရရှိရတဲ့သူတွေရှိမှာပါရှင့်တရုတ်ဆောင်ဖြစ်နေခေါ်ယူပြီးတော့ရိုက်ကူးတယ်မှာလေ တက်မတော်တကယ်ချစ်တဲ့သူတွေကိုတက်မတော်ကားတွေမှာထက်ရိုက်တာကကောင်းမွန်သော COA ကိစ္စတွေနဲ့တက်မတော်ရဲ့ကုန်သက်ခါကိုပုံမတက်စေရလို့ထင်ပါတယ်ရှင့်တက်မတော်ကားရိုက်သွားပြီးတော့ရှေ့တစ်မျိုးကွက်ရတစ်မျိုးလုံနေမယ်ဆိုအဆင်မပြေဘူးလေဟုတ်တယ်မလားတက်မတော်ကားရိုက်တယ်ဆိုတာကတချို့ကတက်မတော်ကိုချစ်လို့ရိုက်ပေးတာတချို့ကျတော့လည်းအခွင့်အရေးလိုချင်လို့ရိုက်တာရှင့်ဒီလိုကိစ္စတွေကိုအရင်ခစ်တယ်လည်းကြုံမှုရယ်ပေါ့နော်အဓိကမင်းမော်ကုန်းတို့ပါလို့ပေါ့ရှင့်မင်းမော်ကုန်းဆိုရင်စစ်ကားတွေရိုက်ခဲ့တယ်ရှင့်အခုကြတော့လေတက်မတော်ကိုစော်ကားနေလိုက်တာမှမြင်တော့မကောင်းပါဘူးရှင့်ဒီတော့ကိုစော်ခွင်းပြောတဲ့အတိုင်းပေါ့နော် ကျွန်မထောက်ခံတယ်။ကိုစော်ဘိုးကြီးကိုသားမင်းသားအနေနဲ့တင်ရိုက်မယ်ဆိုတော့ဇက်ရုပ်တစ်ခုအနေနဲ့တင်ရိုက်မယ်ဆိုတော့ကျွန်မထောက်ခံတယ်ရှင့်။ဘာကြောင့်လဲဆိုတော့ကိုစော်ဘိုးကြီးရုပ်ကြီးကယောက်ျားပြည်သားရဲ့ရုပ်ရည်ရှိရလေ။ခန္ဓာကိုယ်ကလည်းယောက်ျားပြည်သားရဲ့ခန္ဓာကိုယ်ရှိရတဲ့အတွက် ူဇော်ပွင့်ဆိုရင်ဘိုကြီးနေရဘိုမှုနေရတယင်းမှုနေရပေါ့နော်စတဲ့နေရာတွေမှာတရုတ်ဆောင်ပဲဆိုတော့တင့်တော်တယ်လို့ထင်ပါရှင့်အဲကြောင့်လဲဆိုတော့ကျမတို့ကိုကြီးကိုဇော်ပွင့်ကတက်မတော်မှာတာဝန်ထမ်းဆောင်မှုတို့လိုမျိုးစကားပြောတာဆိုတာအစားပြက်ပြက်တတတဲ့ယောက်ျားဖြစ်ပြီးတတပြောတတ်တယ်ပေါ့နော်ဒီလိုမန်မျိုးဒီလိုအချိန်ဝါမျိုးသူ့မှာရှိပါရှင့်ဒါကြောင့်ရုပ်ရှင်ထဲမှာဇက်ရုပ်တစ်ခုအနေနဲ့မင်းသားအနေနဲ့ခေါ်ရိုက်မယ်ဆိုတော့ကျမတို့အားပေးဖို့အသင့်ပါပဲရှင့်ဒါလေးတော့သတင်းတင်ဆက်ရင်းနဲ့ကျမပြောပြချင်ပါရှင့်ကျမတို့နိုင်ငံမှာအစ်စ်အစ်စ်တွေဝယ်လူတွေကမျောလင့်နေကြတာပေါ့နော်ပြည်သူတွေကလေ 2021နောက်ပိုင်းမှာဆိုရင်အမှုပညာရှင်အချို့ရဲ့သစ္စာဖောက်မှုတွေကိုမြင်လိုက်ပြီးရခါမှာဆိုပြည်သူတွေကအမှုပညာရှင်တွေမြင်တာနဲ့မေတ္တာမရှိတော့တဲ့အခြေအနေတွေလည်းရှိတတ်ပါရဲ့ရှင်ဒီတော့ဒီလိုမျိုးဖားတစ်ပိုင်းငါးတစ်ပိုင်းတွေပေါ့နော်အဲ့လိုနေသားတွေကိုခေါ်သုံးနေမှအတူတူနိုင်ငံချစ်တဲ့သူတွေတိုင်းပြည်ကိုချစ်တဲ့လူငယ်တွေတွေကနေပြီးတော့ပဲတက်မတော်ကားတွေရိုက်တဲ့ခါမှာအုံပြုပါလို့လည်းကျမတို့တိုက်တွန်းချင်ပါရှင်ကျမအနေနဲ့နောက်ထပ်အတူယူတဲ့နဲ့ကိစ္စလေးခုပြောချင်တာကတော့လေတောင်ကိုရီးယားမှာရိုက်တဲ့အဲဒီစစ်ပတ်ဆိုင်ရာကားလေးတွေဆိုရင်တွားရောက်ကြည့်ရှုပြီးတော့အတူယူစေမှာရှင့်သူတို့ကစကားရိုက်တဲ့အခါမှာလေ ဒီစစ်တပ်ကောင်းတယ်ရဲလို့ဆိုပြီးရိုက်တာမဟုတ်ဘူးသိလားသူတို့ကညံ့တက်တက်ရိုက်တယ်သူတို့နိုင်ငံမှာဆိုအဓိကတောင်ကိုရီးယားနဲ့မြောက်ကိုရီးယားချစ်ခင်ရင်းနှီးမှုရရှိဖို့အတွက်ကိုရုပ်ရှင်တွေရိုက်ကြများတယ်ပေါ့နော်တောင်ကိုရီးယားနဲ့မြောက်ကိုရီးယားစစ်သားကဆိုကျွန်မတို့ခါကြည့်ဘူးလေရှင်ထီလက်မှတ်လေးပေါ့နော်ထီလက်မှတ်လေးကတောင်ကိုရီးယားစစ်သားကနေပြီးတော့နယ်ကြားဆောက်တက်မှာတာဝန်ကျတဲ့စစ်သားလေးပေါ့ရှင်သူ့ရဲ့ထီလက်မှတ်လေးကဟိုဘက်မြောက်ကိုရီးယားကိုလွင့်သွားတဲ့အချိန်မှာကင်ချာနာဆိုတဲ့မင်းသားပေါ့နော်သူ့ရဲ့လက်ထက်ကိုရောက်သွားတယ်အဲ့ဒီမှာဒီထီလက်မှတ်လေးကိုထုတ်ဖို့အတွက်စူးစမ်းကြရင်လေသူတို့ရဲ့ချစ်ခင်ရင်းနှီးမှုတွေတိုးပွားလာတာပေါ့ရှင်နောက်ဆုံးတော့ထီလက်မှတ်ကနေဥစ္စာထုတ်တာအောင်မြင်သွားတယ် အဲအချိုးကျခွဲကိုယူလိုက်ကြတာပေါ့ရှင်ဒီတော့ဒီလိုကားမျိုးလေးတွေဆိုရင်တောင်ကိုရီးယားနဲ့မြောက်ကိုရီးယားကိုချစ်ခင်စေတဲ့ချစ်ကြည်ရေးကားလေးပဲဒါပေမဲ့ချစ်ကြည်ရေးကားမှမသိအောင်လို့ဟာသလေးတွေသူတို့ဘဝလေးတွေပေါ့နော်မြောက်ကိုရီးယားစစ်သားမှလည်းဘဝရှိရယ်တောင်ကိုရီးယားစစ်သားမှလည်းဘဝရှိရယ်အခက်ခဲတွေရှိကြတယ်ပေါ့ရှင်ဒါလေးတွေကိုရိုက်ခုပြသသွားတာဆိုရင်တကယ်တော့မြို့ပညာမြောက်ပြီးတော့ရှင်ထဲမှာစီမျောပြီးကြံ့နေရစ်ပါရှင့် ဒီလိုစကားလေးအချိန်ကူးစေချင်ပါတယ်အဓိကကတော့တက်မတော်ကားဆိုတာကနိုင်ငံတော်အလုံးမှာရှိနေတဲ့ဖြစ်စဉ်တွေကိုပြည်သူတွေသိရှိဖို့နဲ့မြန်မာတက်မတော်ဘောမှာယုံကြည်ကိုးစားလာတဲ့စိတ်တွေရရှိလာဖို့တကူရိုက်ကူးကြတာပဲလေဒါကြောင့်ဒီလိုကားလေးတွေမှာပြည်သူတွေကတကယ်ယုံကြည်ကိုးစားတဲ့သူတွေကိုထည့်ရိုက်မယ်ဆိုတော့မြန်မာတက်မတော်ကားတွေရဲ့စွမ်းဆောင်ရည်ဂုဏ်သတ္တရပို့ပြီးတော့တိုးတက်မယ်လို့ထင်ပါရှင့်ဒါကြောင့်ကျွန်တော်တို့ကိုကြီးကိုစောဖိုးရင်းပေါ့နော်ပြောတဲ့စကားလေးရာဆိုရင်တာသွားပါတယ်ရှင့်အများကြီးတွေးတောစရာလေးထွက်တယ်ပေါ့နော်ဒါကြောင့်ကျွန်မအနေနဲ့ထပ်ဆက်သုံးသပ်ဆင်ခြင်တင်ပြလိုက်ရပါတယ်ရှင့် မိဘပြည်သူများရှင်ကျမခုတင်ပြပေးချင်တဲ့သတင်းလေးကတော့အညူဂျီကိုထောက်ခံအားပေးကြတဲ့မိဘပြည်သူများနဲ့အဓိကသက်ဆိုင်ပါရှင့်အဲ့ဒီမိဘပြည်သူတွေရာဆိုရင်အညူဂျီရဲ့အညာမိနေကြပါတယ်အခုအဲ့အညာမိတဲ့ခဲရနေပြီးတော့ဆုံးရှုံးနေတာမှုတွေဖြစ်ခဲ့ရတဲ့ကိစ္စရလေးပေါ့ရှင့်အဲ့ဒီသတင်းလေးကိုကျမတင်ဆက်ပေးချင်ပါတယ်ဒီသတင်းလေးကိုနိုင်ငံပိုင်သတင်းဌာနများမှလည်းမတ်လ၁၀ရက်နေ့မှာထုတ်ပြန်ပြီးသားဖြစ်ပါရှင့်မသိလဲရတဲ့မိဘပြည်သူများတို့ကိုထပ်မံတင်ဆက်ပေးတာဖြစ်ပါရှင့် ်အကြမ်းဖက်အုပ်စုဖြစ်ကြညာထားတဲ့ CRPH NUG နဲ့၎င်းတို့ရဲ့လက်ဝဲကံအဖွဲ့အစည်းတွေ၎င်းတို့နဲ့ဆက်နွယ်တွေနဲ့အဖွဲ့အစည်းတွေပေါ့နော်လူပုဂ္ဂိုလ်တွေရဆိုရင်နိုင်ငံတော်အစိုးရရဲ့ပညာရေးစနစ်ကိုပြက်ပြားစေဖို့အတွက်ရည်ရွယ်ချက်နဲ့တဲ့ NUG အဖွဲ့လောက်ခံတရားမဝင်စစ်တပ်ကတော့မန္တလေးကနေပြီးတော့ယာယီစီးပညာပွဲလက်မှတ်အတုတွေပြုလုပ်ပြီးပြည်ပနိုင်ငံမှာပညာသင်ကြားနိုင်တယ်ဆိုပြီးတော့မှတ်လုံးတွေပေးပြီးလဲလဲဆောင်ရွက်လျက်ရှိပါတယ်တဲ့ တို့ပုံမှာယုံကြည်ခဲ့တဲ့ចောင်းသားចောင်းလူတွေ ਆ ဆိုရင်ပြည်ပတက္ကသိုလ်တွေမှာပညာသင်ကြားဖို့လျှောက်ထားတဲ့အခါမှာဆောင်ရွက်စာတမ်းတွေဘွဲ့လက်မှတ်တွေကတရားဝင်မှုမရှိတာကြောင့်တက်ဆိုင်ရာတက္ကသိုလ်တွေကလက်မခံတဲ့အတွက်ចောင်းတက်ရအခက်အခဲဖြစ်ပေါ်နေရဆိုပြီးသိရှိရပါတယ်လို့ထုတ်ပြန်ထားပါတယ်ရှင့်မမရှင်အခုပြောပြတဲ့ဖြစ်စဉ်ကဒုတိယကျင်ဖြစ်တဲ့ဖြစ်စဉ်ပေါ့နော်ပထမကျင်ဖြစ်တဲ့ဖြစ်စဉ်ကတော့အညူစီယာထုတ်ပေးတဲ့ဆေးလက်မှတ်အတုနဲ့ထိုင်းနိုင်ငံမှာသွားပြီးတော့ပညာသင်ကြားတဲ့ကျောင်းသူတွေရဲ့အမှုသာဖြစ်ပါရှင့်အချုပ်မိဘပြည်သူတွေမှတ်မိကြအောင်လို့ထင်ပါတယ်ဒါကတော့ဒူဘိုင်းနိုင်ငံမှာဖြစ်တဲ့အမှုလေးပါရှင့် ဒီမူကပါဝင်တဲ့မက်ကေစင်ထုံးပေါ့နော်ဒီမက်ကေစင်ထုံးဆိုရင်မြို့သမီးရဆိုရင်2011ကနေပြီးတော့2019အထိမန္တလေးစေတက္ကသိုလ်မှာပညာသင်ကြားခဲ့တယ်ပြီးရခါမှာသူကမန္တလေးကလေးစေယုံကြီးနဲ့ဘဟုမျိုးသမီးစေယုံကြီးမှာအလုပ်တင်ဆရာဝန်ဖြစ်လဲတာဝန်ထမ်းဆောင်ခဲ့ပါတယ်2020ပြည့်နှစ်မှာဆိုရင်သူကစေတက္ကသိုလ်ပေါ့နော်မန္တလေးရနေပြီးတော့စေပညာဘွဲ့လဲရရှိပြီးသားဖြစ်ပါရှင့်အဲ့ဒီမှာသူကဆက်လက်တာဝန်ထမ်းဆောင်ခဲ့ခြင်းမရှိဘဲနဲ့ပြည်ပကိုတရားမဝင်ထွက်ခွာသွားခဲ့ပါတယ်ကြည့်ရတာ2021စီရီယံလှုပ်ဆောင်မှုတွေမှာပါဝင်ပြီးတော့ထွက်ပြေးသွားခဲ့တဲ့အတူပါရှင့် ီလိုထွက်ပြေးသွားပြီးရခါမှာဆိုရင်သူက2024ခုနှစ်နိုဝင်ဘာလမှာတဲ့အန်ယူဂျီအဖွဲ့ရဲ့လက်အောက်ခံပေါ့နော်တရားမဝင်စစ်တပ်ကတူမန္တလေးယာယီတပ်ကတူကောင်စီနာယကတစ္ဆာမဲ့ဝန်တန်းဖြစ်သူဥက္ကမောင်လွယ်စစ်တပ်ကတူမန္တလေးပါမုခချုပ်ဖြစ်မှထုတ်ပယ်ခံနာရသူမှတရားဝင်ထုတ်ပေးတဲ့ယာယီစေပညာလက်မှတ်အတုနဲ့ဒူဘိုင်းမှာဆက်လက်ပညာသင်ကြားဖို့အတွက်ကိုရှောက်ထားခဲ့တယ်လို့သိရပါရဲ့ရှင့်စတီဒီယံမှာပါဝင်လှုပ်ဆော်ပြီးတော့နိုင်ငံရဲ့ချားကိုလည်းဒီလိုထွက်ပြေးတိမ်းရှောင်သွားတာဖြစ်တဲ့အတွက် သူရရှိခဲ့တဲ့မြန်မာနိုင်ငံမှာပေါ့နော်ရရှိခဲ့တဲ့ဆေးလက်မှာဆိုရင်တရားဝင်ဖြစ်သွားခဲ့ပါရှင့်မြန်မာနိုင်ငံပယ်ဖြတ်လိုက်တာပေါ့နော်အဲ့လိုပယ်ဖြတ်တဲ့အခါမှာ तू ကဒီအညူကြီးရဲ့ထောက်ခံချက်နဲ့ပေါ့လေအညူကြီးပေးတဲ့ဟာနဲ့ဘွဲလက်မအတူနဲ့ဒူဘိုင်းမှာဆက်လက်ပြီးပညာသင်ကြားဖို့တို့ကိုသွားလျှောက်တယ်။သွားလျှောက်တဲ့အခါကျတော့2025ခုနှစ်မတ်လ၄ရက်နေ့မှာတဲ့ဒူဘိုင်းမြို့မှာရှိတဲ့ The Data Flow Group Company ကနေပြီးတော့ဂေစင်ထုံးကနေဒီပညာဆက်လက်သင်ကြားဖို့အတွက်ဆက်လက်လျှောက်ထားတာပေါ့နော်။အဲ့ဒီမှာ तू ကတန်တရားရှိရဲ့အတွက် ဒီစေးလက်မှတ်ကိုအတည်ပြုပေးနိုင်ဖို့မြန်မာနိုင်ငံစေးသက်ကတော်မန္တလေးကိုအကြောင်းကြားလာခဲ့ပါတယ်ဒီလိုအကြောင်းကြားတဲ့အတွက်တာဝန်ရှိသူတွေကစစ်ဆေးလိုက်တဲ့အခါမှာစေးဘွဲလက်မှတ်အတုပေါ်ရှင်အတုဖြစ်တဲ့အတွက်ပြန်လည်အကြောင်းကြားပေးလိုက်တာပေါ့အတုဖြစ်နေတဲ့အတွက်အတုလိုပဲအကြောင်းကြားရမှာလေဟုတ်တယ်မလားနိုင်ငံတော်အစိုးရအချင်းချင်းပဲဆက်သွယ်ပြီးတော့ဒါတွေကဆောင်ရွက်တာရှင့်အညွှန်းချေအဖွဲ့ရလူတွေကနောက်ဆက်ကအစိုးရကိုဘလို့ပဲတရားမဝင်တဲ့အစိုးရဖြစ်ပြောနေစေကာမူကျွန်မနိုင်ငံမှာရှိနေတဲ့စေးသက်ကတော်တွေတရားဝင်ဖွဲ့ထားတဲ့ အဖွဲ့အစည်းတွေနဲ့ကျောင်းတွေဟာဆိုရင်တရားဝင်ကျောင်းတွေပါရှင့်ဒါကြောင့်သူများနိုင်ငံတရားဝင်ကျောင်းတွေကလည်းကိုယ့်နိုင်ငံတရားဝင်ကျောင်းတွေကိုပဲစုံစမ်းဆက်သွယ်ပြီးမေးမြန်းမှာပေါ့ရှင့်အဲ့လိုမေးမြန်းတဲ့ခါကျတော့ဘူးပေါ်သလိုပေါ်တဲ့ခါမှာသလိုကိစ္စဖြစ်လာဖြစ်ပါတယ်ဒီတော့ဒီဘက်ကလည်းတိသွားတဲ့ခါမှာသူဘွဲလက်မအတူလုတ်ပေးခဲ့တဲ့သူတွေကိုလည်းဖော်ထုတ်ဖမ်းဆီးပြီးတော့အေးအေးယူတဲ့သူတွေလည်းအေးအေးယူခဲ့ရပေါ့နော်တချို့ကျတော့လည်းထွက်ပြေးတိတ်ဆောင်သွားတာတွေ့ရပါရှင့်သတင်းမှတ်တမ်းတပ်ပုံလေးတွေကိုကျွန်မပြသပါမယ်ရှင့် ဒီဖြစ်စဉ်လေးရဲ့နောက်ဆက်တွဲစိုးကြိုအနေနဲ့ကတော့မက်ကေစင်ထွန်အားဆိုရင် blacklist ဝင်သွားခဲ့ပြီဖြစ်ပါရှင့်နိုင်ငံတော်ကသူ့ blacklist ထုတ်ပေးခဲ့ပြီးရဲ့အခါမှာဟိုဘက်မှာလည်းကြောင်းတက်ဖို့အတွက်ကိုသူခက်ခဲဖြစ်သွားခဲ့ပါပြီဒီတော့သူ့ရဲ့ဆုံရှုံနေတာဟိုကဘယ်လောက်ထိအောင်ကြီးမားသွားလဲဆိုတော့မိဘပြည်သူတို့မြင်တွေ့ရတိုင်းပါပဲရှင်အန်ယူဂျီရဲ့အညာမိထားတဲ့ကြောင်းသူကြောင်းသားတွေအများကြီးပါရှင်အန်ယူဂျီကသူ့အတူတရားဝင်မှာတရားဝင်မှာလို့လိုပဲပြောနေပါစေဒါအတိတ်ပဲရှိရဲ့ကိစ္စမှမဟုတ်တာရှင်ပညာရေးတက်ကြတာပဲနည်းနည်းပါးနားလည်ကြပါအောင်ရှင့်ကျွန်မအလိုလေးပဲဂိယူနာဒေါသနဲ့ပြောလိုက်ချင်ပါတော့တယ်ရှင် အညူကြီးရဆိုရင်မြန်မာနိုင်ငံရဲ့အစိုးရကိုတော်လှန်ပုံကန်နေတဲ့အဖွဲ့အစည်းတစ်ခုသာဖြစ်ပါတယ်။သူဟာအစိုးရမဟုတ်ပါဘူးနော်။ဒါဟာတော်လိုင်းရေကိုအားပေးပြီးဖြစ်စေအားမပေးပြီးဖြစ်စေစဉ်းစားဆင်ခြင်တဲ့တဲ့ကိစ္စသာဖြစ်ပါတယ်။တော်လိုင်းရဲ့အောင်သွားလို့ဆိုရင်တော့တမျိုးပေါ့ရှင်။ဒါပေမဲ့တော်လိုင်းရကလည်းအောင်စရာအကြောင်းရင်းမရှိတော့ဘူးရှင်။ဇလန်ကအဲ့လိုတော့ရှိရပေါ့နော်။မျှော်လင့်ချက်ကမရှိတော့ပါဘူး။ဒါလေးတော့နားရဖို့လိုပါတယ်။ကိုယ့်နိုင်ငံမှာဘယ်သူကတရားဝင်နဲ့ဘယ်သူကတရားမဝင်လို့ဆိုတာစဉ်းစားဆင်ခြင်ရမယ်ရှင်။ကိုချစ်ချစ်မုံမုံဒီနိုင်ငံမှာရှိနေတဲ့တရားဝင်ကိစ္စတွေကပယ်ဖျက်လို့ရတဲ့ကိစ္စမဟုတ်ဘူးရှင်။ကိုကချစ်တယ်ဆိုတာနဲ့အညူကြီးကတရားဝင်ဖြစ်သွားတာမဟုတ်ဘူး။ ဒါလေးကိုနားလည်ဖို့လိုပါတယ်အခုနားမလဲကြတော့ဒုက္ခရရောက်ကြပြီကိုတင်ခဲ့တဲ့ပညာရဲ့အားလုံးဟာဆုံးရှုံးမှုတွေဖြစ်သွားခဲ့ပါပြီရှင့်ဒါလေးကတော့တန်ကန်းစာယူစရာလေးဖြစ်တဲ့အတွက်ကျွန်မပြောပြရဖြစ်ပါတယ်ဒီမှာဒုတိယအကြိမ်ပေါ့နော်ပထမအကြိမ်ကတော့ထိုင်းနိုင်ငံအကြောင်းတွေလေးတွေနင်နာခဲ့ရတာဖြစ်တယ်ဒီတော့ဒီအကြောင်းတွေရဲ့နင်နာမှုတွေကို NUG ကဘယ်လိုတာဝန်ယူမှာလဲဒီမေကွန်ကတော့မေကွန်သာရှိပါလိမ့်မယ်အဖြေကတော့ထာဝရဘယ်တော့မှရှိလာမှာမဟုတ်ပါဘူးရှင့်သူတို့ကတော့ပြည်သူတွေကိုဆက်လက်လိန်ညာနေစေဖြစ်ပါလိမ့်မယ်ပြည်သူတွေကသာ စင်စားဆင်ခြင်ရမယ်အချိန်ကာလရောက်ရှိလာပါပဲရှင့်ဒါကြောင့်ဒီမနေနဲ့စင်စားဆင်ခြင်တက်စီဖို့အတွက်ဒီလိုမှုလေးတွေကိုပြပပြည်သူများသိရှိနိုင်ရန်အတွက်ကိုပြန်လည်ပြောပြပေးတာဖြစ်ပါရှင်ပြပပြည်သူများရှင့်ကျွန်မဆက်လက်တင်ဆက်ပေးမယ့်သတင်းလေးကတော့ကျွန်မတို့ရဲ့ပပကြီးပေါ့နော်ရုရှားနိုင်ငံသွားပြီးတဲ့အခါမှာဖြစ်လာတဲ့ခရက်ပေါင်းတန်းအနေပြီးတော့ဖြစ်ပေါ်လာတဲ့အကြောင်းတရားလေးစာဖြစ်ပါရှင့် အဲ့ဒီအကြောင်းတရားလေးကိုကျွန်မပြောပြပါမယ်ရန်ကုန်မှာဆိုရင်မတ်လ9ရက်နေ့အားတဲ့ရန်ကုန်မြို့ရဲ့လမ်းမတွေပေါ်နေရတခါကိတ်လာကားကိတ်တွေမှာကျမတို့နိုင်ငံရဲ့ခေါင်းဆောင်တွေအတူသမရပူတင်ရဲ့ပုံကို1တက်ဆိုတဲ့စာတမ်းရိုက်နေပြီးတော့လိုက်ကတ်ထားတဲ့လောက်ရက်တခုကိုကျူးလွန်ခဲ့ပါရှင့်မှတ်တမ်းတပုံလေးတွေကိုကျွန်မပြသပါမယ်ရှင်အခုလိုမျိုးလောက်ရက်ကိုညံနေစွာပေါ့နော်ကျူးလွန်ကြတဲ့သူတွေကတော့အခြားသူတွေမဟုတ်ပါဘူးရှင် PDF အဖွဲ့ဝင်တွေသာဖြစ်ပါတယ် PDF အဖွဲ့လေးဖွဲ့ကနေပြီးတော့ပူးပေါင်းဆောင်ရွက်ကြခြင်းဖြစ်တယ်ဆိုပြီးတော့သိရပါရဲ့ရှင့် ဒီတော့ကျမအနေနဲ့ပြောချင်တာကကျမနိုင်ငံခေါင်းဆောင်ကိုပေါ့နော်ကျမနိုင်ငံသားတွေကမုံပြီးတော့ဒီလို one tap ဆိုတဲ့စကလုံးနဲ့မြေပြင်မှာဖြစ်စေပေါ့နော်ကားကိတ်တွေမှာဖြစ်စေလိုက်တက်တယ်ဆိုတဲ့ကိစ္စရက်ကကျမနိုင်ငံခေါင်းဆောင်ကခွင့်လွှတ်တီးခတ်နေဆိုရင်ရသေးတယ်ရှင့်ဒါပေမဲ့အခုကသူများနိုင်ငံရဲ့ခေါင်းဆောင်ပုံမှာပါနေရဲ့ရှင့်သမရပူတင်ဆိုတာကသူများနိုင်ငံရဲ့ခေါင်းဆောင်လေဒီလိုခေါင်းဆောင်ပြောက်ကိုကိုယ်နိုင်ငံမှာစော်ကောင်းပေါ်ကပြစ်လုပ်တယ်ဆိုတာဖြစ်တဲ့ကိစ္စပါလားရှင့်အခုဆိုရုရှားနိုင်ငံနဲ့ကျမနိုင်ငံကစီးပွားရေးအရာပူးပေါင်းဆက်သွယ်မှုတွေပြစ်လုပ်တော့မယ့်အခါမှာကျမတို့ကအင်ရှင်ဖြစ်တဲ့အတွက် ဲ့တဲ့အပေါ်မှာကျမတို့ကအဲ့ဝိပြက်လို့မရပါအောင်ရှင့်ညနာပြက်မဲ့ကိစ္စတွေမဖြစ်တင်ပါအောင်ရှင့်ဒါကြောင့်ရန်ကုန်မြို့မှာရှိနေတဲ့ UG တွေ PDF အဖွဲ့တွေကိုဘလို့တွေတော့ပတ်စံတိုက်ပြီးရှင်းလင်းသိမ့်ပြီလဲဆိုတော့အရေးပြရအောင်မြင်သိမ့်ပါတယ်ရှင့်ကျမတို့နိုင်ငံနဲ့ရုရှားနိုင်ငံဟာစီးပွားရေးဖြစ်စေပညာရေးဖြစ်စေလူမျိုးရေးဖြစ်စေစီးရေးကိစ္စအရာဖြစ်စေပူရဲဆောင်ရွက်မှုတွေမဟာမိတ်တွေပြုလုပ်တော့မှဖြစ်တဲ့အတွက်ကျမတို့နိုင်ငံတိုးတက်မှုကိုနောက်နေကြံ့ကြာစေမယ့်ကိစ္စတွေကိုကျမတို့နိုင်ငံရှင်းလင်းထားတဲ့လို့ထင်ပါတယ်ရှင့်ကိုအိမ်ကအိမ်သားမှအဲ့လာမှာပါနော် အခုကအိမ်ရဲ့တာယာမှုဖြည့်ဆည်းနေတဲ့ PDF တွေကိုဒီတိုင်းထိုင်ကြည့်နေမှာလားရှင်။သူများနိုင်ငံခေါင်းဆောင်ကိုဒီလိုမျိုးစော်ကားတဲ့ကိစ္စတွေကိုယ့်နိုင်ငံမှာဖြစ်ပေါ်နေရဆိုတာကနိုင်ငံရဲ့အဆက်ရစရာကိစ္စသာဖြစ်ပါရှင့်။ဒါကြောင့်ညံကုန်မြို့မှာတာဝန်ကျနေတဲ့လုံခြုံရေးနဲ့သက်ဆိုင်တဲ့တာဝန်တွေထမ်းဆောင်နေတဲ့ပုံကိုယ်ကြီးပေါ့နော်။စစ်သားဖြစ်စေရဲတပ်ဖွဲ့ဝင်ဖြစ်စေဘယ်ဖွဲ့ရပဲဖြစ်ပါစေ PDF တွေကိုတည်တည်ချာချာရှင်းလင်းဆောင်ရွက်တင်ပါရှင့်။ဒီလိုမျိုးအဆက်ရစရာကိစ္စတွေထပ်မံမဖြစ်ပေါ်အောင်လို့ လှုပ်ဆောင်တင်ပါပြီလို့ကျမတို့တိုက်တွန်းတင်ဆက်လိုပါတယ်ရှင်။ဒါလေးနဲ့ဆက်ဆက်ပြီးတော့ကျမနောက်ထပ်ပြောချင်တာကတော့ကျမတို့တက်ချုပ်ကြီးကရုရှားနိုင်ငံသွားတဲ့အခါမှာကျမတို့နိုင်ငံအတွက်ဝမ်းသာစရာဂုဏ်ယူစရာကိစ္စတွေအများကြီးတည်ဆောင်ခဲ့ပါတယ်။ဒီခါမှာ UNG ကလည်းတက်စခန်းထပြန်တယ်ရှင်။ရှင်းပြရရင်တော့ PDF လုံဆောင်ချက်ဆိုတာအညူကြီးနဲ့တူတူပဲလေအညူကြီးကခိုင်းလို့သား PDF တွေလိုစာရွက်တွေထုတ်ပြီးလိုက်ဝေကြတာလေလိုက်ကတ်ကြတာလေဒီတော့သူတို့နှစ်ဖွဲ့ကတူတူပဲပေါ့နော်တူတူပဲဆိုတော့မနေ့ကဆိုရင် အယူကြီးကအကြံဖတ်ခေါင်းချုပ်အဖွဲ့ရနေပြီးနိုင်ငံခြားရေးဝန်ကြီးဒေါ်စင်မအောင်ဆိုတဲ့အမျိုးသမီးက VOA သတင်းဌာနနဲ့အင်တာဗျူးတစ်ခုပြုလုပ်ခဲ့တာလည်းမြင်တွေ့ရပါရဲ့ရှင့်အဲ့ဒီအင်တာဗျူးလေးမှာထူးခြားတဲ့ကိစ္စရလေးတွေသူပြောတဲ့အကြောင်းအရာလေးအချက်အလက်လေးပေါ့နော်ဒါလေးကျွန်မထုတ်လုပ်ပြီးတော့တင်ပြချင်ပါတယ်နံပါတ်၁သူပြောထားတာကရုရှားနိုင်ငံနဲ့မြန်မာနိုင်ငံကပေါ့နော်အခုလို MOU တွေထိုးတဲ့အခါမှာတဲ့လက်ရှိအစိုးရကတရားဝင်အစိုးရမဟုတ်တဲ့အတွက်စာချုပ်တရားတရားဝင်မှုမရှိနိုင်ဘူးပေါ့နော်ဒါကြောင့်တဲ့စာချုပ်တွေချုပ်မယ်ဆိုလက်ရှိအစိုးရအလွန်ကာလပြည်သူရွေးချယ်တင်မြှောက်တဲ့ပြည်သူအစိုးရလက်ထက်မှာပဲပြုလုပ်တင်တယ်ဆိုပြီးတော့ပြောကြားထားပါရှင့် ကျမအနေနဲ့ဒီညလေးမှာဒေါ်စင်မအောင်ပြောချင်တာကတော့ဒေါ်စင်မအောင်အနေနဲ့စိတ်မပူပါနဲ့ရှင့်။ဘာကြောင့်လဲဆိုတော့အခုဆိုရင်တက်ချုပ်ကြီးကရွေးကောက်ပွဲကိုကျင်းပပြီးတော့မယ်ဆိုပြီးတော့ဂတိကဝတ်ပြုတ်ထားရဖြစ်တဲ့အတွက်ပြည်သူရွေးကောက်တဲ့အစိုးရဟာမြန်မာနိုင်ငံမှာဖြစ်ပေါ်လာတော့မှာပါ။ပြီးတော့အခုလိုသွားထိုးတဲ့ MOU စာချုပ်တွေရဆိုရင်လည်းနေချင်းမွေးအရှင်ကြီးဆိုသလိုအခုထိုးတာနဲ့အခုဖြစ်ပေါ်လာတာမဟုတ်ပါဘူးရှင့်။ဒီစီမံကိန်းတွေကိုပေါ်ဆောင်ဖို့ဆိုတာကနောက်ထပ်9နှစ်တန်လီ10နှစ်တန်လီကြာမြင့်အောင်မှာဖြစ်ပါတယ်။ကျမတို့ကတိုးတက်မဲ့တကားပေါ်တစ်ခုကိုစပြီးတော့ဖွင့်လိုက်ရုံသာရှိပါသေးတယ်။အဲ့လောက်ထိကဲကဲလှုပ်တဲတဲလှုပ်နေကြပါအောင်လေဦးရှင့်။ လုံဆောင်ရမယ့်ကိစ္စအများကြီးရှိပါသေးတယ်နော်အဲ့ဒီကိစ္စတွေကိုအခုအစိုးရလက်ထက်မှာမလုပ်လဲနောက်ထပ်အစိုးရလက်ထက်တွေမှာလုပ်မှာပါရှင့်ဒါမဲ့ကျမအနေနဲ့တေချာပြောကြလို့လာတော့ NUG အနေနဲ့မြန်မာနိုင်ငံမှာတော့ဘက်တော့မှအစိုးရလက်ဖြစ်မှာမဟုတ်ပါဘူးရှင့်ဒါကတော့ NUG အားလုံးအတွက်အမှားစကားသာဖြစ်ပါတယ်မြန်မာနိုင်ငံမှာဘယ်ဆိုတာတက်တက်အဲ့ဒီအစိုးရဟာ NUG လုံးဝမဟုတ်ပါဘူးရှင့်အဲ့ဒါသိကြပါတယ်ဒီတော့ရုရှားနိုင်ငံနဲ့တွားပြီးချုပ်ဆိုတဲ့စာချုပ်တွေနဲ့ပတ်သက်ပြီးတော့ NUG ကဝန်ရောက်ဆုတ်ဖက်ပြောဆိုခွင့်မရှိပါဘူးရှင့်ဒါလေးတော့ကျမတေချာလေးပြောပြလို့ပါရှင့်ဒေါ်စင်မအောင်နေနဲ့နောက်ထပ်ပြောထားတာကတော့ရွေးကောက်ပွဲနဲ့ပတ်သက်ပြီးတော့သူပြောထားပါရှင့် ရွေးကောက်ပွဲကိုတဲ့ဒီလက်ရှိပေါ့နော်စစ်ကောင်စီကဘယ်လိုပဲစူးစမ်းပါစေတဲ့စစ်ကောင်စီရဲ့ရာဇဝတ်မှုတွေကိုပယ်ဖျက်ပေးနိုင်မှာမဟုတ်ဘူးဆိုတော့ပြောထားပါရှင့်စစ်ကောင်စီရဲ့ရာဇဝတ်မှုဆိုတာကတော့သူတို့ကိုဖမ်းဆီးတာကိုပြောရတဲ့အတူပါရှင့်မြန်မာနိုင်ငံမှာစံပတ်မှုတွေလုပ်နေတဲ့ PDF တွေကိုနိုင်ငံတော်အစိုးရမနှိမ်နှင်းဘူးဆိုရင်ဘယ်လိုလုပ်ရမှာလဲထိုင်ကြည့်နေရမှာလားရှင့် PDF တွေလုပ်နေတဲ့စံပတ်မှုတွေတော့စင်မအောင်လို့မမြင်ဘူးလားရှင့်ကျမတို့ဒီလောက်တည်းနေစဉ်နေတဲ့သတင်းတွေမှာ တန်ကားတော်တွေတက်ဖြတ်နေတဲ့ဗီဒီယိုတွေအကြောင်းပြည်သူတွေဒုက္ခပေးနေတဲ့ဗီဒီယိုတွေအကြောင်းပြောပြနေတာဒေါ်စင်မအောင်တို့မျက်စိကနားလေးနေကြပါသလားရှင်။နောက်ထပ်ပြောထားတဲ့ကအမှတ်သားစရာလေးကတော့ရွေးကောက်ပွဲကိုဖြစ်အောင်လုပ်ပါစေဦးဆိုပြီးတော့လေသူကလက်ရှိနာဆက်ကအစိုးရအောင်စိန်ခေါ်ထားပါတယ်ရှင်။ဒီတော့နာဆက်ကအစိုးရအနေနဲ့အန်ယူဂျီကတော့စိန်ခေါ်နေပါပြီနော်။ရွေးကောက်ပွဲကိုဖြစ်အောင်လုပ်ပြလိုက်ပါလို့ပဲကျွန်မတိုက်တွန်းချင်ပါတယ်ရှင်။ကျမအောင်ရဲ့အင်တာဗျူးကိုကြည့်ပြီးရခါမှာကျမတော်တော်ပြုံးနေရဲ့ရှင့်ပြီးရခါမှာကျမဘာတွေးမိလဲဆိုတော့ဒီလူတွေဟာနိုင်ငံအတွက်ကိုတော်တော်စေတနာနည်းတဲ့သူတွေပဲလို့ကျမတွေးမိပါတယ်ရှင့် မြန်မာနိုင်ငံဖွံ့ဖြိုးတိုးတက်မဲ့ကိစ္စကိုဘာရဲ့လောက်ထိအောင်မှခါသိနေကြရဲဆိုစဉ်းစားလို့မရအောင်ဒါအပြင်ထူးခြားချက်တစ်ခုအနေနဲ့ပါလဲဆိုတော့လေသူတို့အန်ယူဂျီရတဲ့ရုရှားနိုင်ငံကိုစာရေးသားပေးပို့ထားတယ်တဲ့မြန်မာနိုင်ငံနဲ့လှုပ်ဆောင်တဲ့ကိစ္စတွေပေါ့နော်အဓိကတော့မလုံနဲ့ပေါ့ရှင်ဂျားတယ်လို့ဥစားဖြစ်တာပေါ့ချစ်တူလူကြားထဲမှာသွေးခွဲတဲ့အောင်တွယ်တော်လို့ပေါ့အထက်မှာလမ်းပြီးတော့အရင်တို့သူတို့နဲ့လုံလုံနဲ့နော်သူတို့ကတရားဝင်အစိုးရမဟုတ်ဘူးပါညာဆိုပြီးပြောတာပေါ့ရှင်ဒီတော့ကျမအနေနဲ့စဉ်းစားမိတာတစ်ခုကရုရှားနိုင်ငံစာရေးသားပေးပို့တယ်ဆိုတော့ဘလို့နီးလန်းနဲ့သူပေးပို့လိုက်တာလဲမသိဘူးရှင်အီးမေးလ်ကပေးပို့တာလားဒါမှမဟုတ် ရုရှားနိုင်ငံမှာရှိနေတဲ့သူတို့အင်အားစုတစ်ခုခုကနေပြီးတော့ရုရှားအစိုးရကိုချိတ်ဆက်ပြီးပေးပို့လာလားဆိုတာစဉ်းစားမယ့်ကိစ္စသားဖြစ်ပါတယ်။အစလေးစားဆွဲထုတ်ပြီးတာပေါ့နော်။အဲ့အနေနဲ့တို့တော့စဉ်းစားမိလိုက်တာတခုပါပေါ့နော်။အီးမေးလ်ကနေပြီးတော့ပို့မယ်ဆိုရင်သူတို့စာကသူများဖတ်လားမဖတ်လားသူတို့ဘယ်လိုသိနိုင်မှာလဲ။ဟုတ်တယ်မလား။ဌာနဆိုင်ရာတွေပို့မှာလား။ဒါဆိုဌာနဆိုင်ရာဖတ်လို့ရှိရင်သူတို့လိုမျိုးပေါ့နော်။တရားမဝင်တဲ့အဖွဲ့အစည်းလောက်စာကိုဘယ်ယူဆိုင်ပြီးတော့သမ္မတပူတင်စီကိုပို့ပေးမှာတဲ့လား။ရုရှားအစိုးရလက်ထက်ကိုထည့်ပေးမှာတဲ့လား။ ါကိုသူတို့စဉ်းစားမိပါပဲရှင်ဒါတော့သူတို့အနေနဲ့ပို့ပြီးတော့ပိုင်နိုင်တဲ့လမ်းကြောင်းကနေပို့တယ်လို့တော့ထင်ပါတယ်ပြီးတော့ဒီလမ်းကြောင်းမှာဘယ်လမ်းကြောင်းလဲဒီမှာဖျဲသည့်ဇလန်တွေပါလာပါပြီရှင်နော်ကျမောက်နိုင်ငံရဲ့တန်ယုံတွေမှာတာဝန်ထမ်းဆောင်နေတဲ့လူအချို့ဟာဆိုရင်ဖျဲသည့်ဖြစ်နေကြတယ်ဆိုတော့ကျမောက်ကြားသိပြီးသားဖြစ်ပါတယ် NUG အနေနဲ့ကျမောက်နိုင်ငံဘာလို့လို့ခြေထိုးခံပြီးတော့နောက်ကနေဒုက္ခလိုက်ပေးနေရဲဆိုတဲ့ကိစ္စရမှာနိုင်ငံရဲ့ခြားတွေအခုလိုစာပို့တာတွေအချက်လက်တွေပေးပို့တဲ့ကိစ္စရတွေမှာကုညီဆောက်ရှောက်နေကြတဲ့မြန်မာနိုင်ငံသား တန်ရုံးဝန်ထမ်းတွေလာရှိနေပါသလားရှင့်ဒါလေးကတော့အစဆွဲထုတ်လိုက်ပြီးကိစ္စလေးသာဖြစ်ပါတယ်အညူကြီးအာချောင်းလေးကိစ္စနေပြီးတော့ဆွဲထုတ်လိုက်မိတဲ့အစာလေးကစားပေါ့နော်ဒီတော့စုံစမ်းစစ်ဆေးမှုတွေမင်းနဲ့မှုတွေကပြုတ်လုတက်လာရှင့်ကျမောက်နိုင်ငံမှာတန်ယုံနေဆိုတာကနှစ်နိုင်ငံချစ်ကြည်ရဲ့အတွက်ကိုအင်မတန်အရေးကြီးတဲ့အခမ်းအနားမှာပါဝင်နေပါတယ်ဒီတော့တန်ယုံနေမှာတာဝန်ထမ်းဆောင်နေတဲ့သူတွေရဲ့နိုင်ငံရေးရေချိန်နဲ့လှုပ်ဆောင်နိုင်စွမ်းပညာတတ်တဲ့နှုံးတရားမဝင်အဖွဲ့အစည်းတွေနဲ့ပတ်သက်မှုရှိမရှိဆိုတာကအင်မတန်အရေးကြီးပါရှင့် သူများနိုင်ငံမှာကိုယ်နိုင်ငံသားတွေကရောက်ရှိနေထိုင်ပြီးတော့နှစ်နိုင်ငံချစ်ချင်ရေးကိုဆောင်ရွက်ရမယ်အစားနှစ်နိုင်ငံချစ်ချင်ရေးပြည့်စည်စေလောက်တဲ့ကိစ္စတွေဆောင်ရွက်နေမယ်ဆိုရင်ဒါဟာစိုးကြိုးတွေဖြစ်လာနိုင်မှာရှင့်အကြောဒေါ်စင်မအောင်တို့စာပို့တယ်ဆိုတဲ့လမ်းကြောင်းတေချာစွာလိုက်ပြီးတော့ဘယ်ကနေပို့တာလဲဘသူစီကနေပို့တာလဲဘယ်လမ်းကြောင်းကနေပို့တာလဲဆိုတာလေးကိုစုံစမ်းစစ်ဆေးပြီးဖော်ထုတ်ရေးယူတဲ့မှာရှင့်မြန်မာတန်ရုပ်မှာတက်စပေါက်တောက်တွေရှိနေမယ်ဆိုလဲဖော်ထုတ်တဲ့နယ်လို့ထင်ပါတယ်ဘာကြောင့်လဲဆိုတော့နိုင်ငံရဲ့ချားမှာအခုနေနေကြတဲ့နိုင်ငံကိုဖျက်ဆီးနေကြတဲ့သူတွေဟာဆိုရင် မြန်မာတပ်ရုံးကဝန်ထမ်းအချို့နဲ့ပတ်သက်ဆက်နွယ်မှုတွေရှိနေပါရှင့်အဲ့လိုရှိနေလို့ဒါသူတို့တနေရာနဲ့တနေရာကူးပြောင်းသွားတဲ့အခါမှာတချို့တွေဆိုရင်နိုင်ငံသားဖြစ်နေဆုံးလုပ်ခံထားတာမရှိသေးဘူးလေဗီဇာတက်တက်လေးတိုးပြီးတော့အေးဆေးနေနိုင်တယ်လေအဲ့လိုနေထားလေးတွေမှာတစ္စပောက်လောက်တွေရှိနေလို့ပေါ့ရှင်ဖျဲသည့်ရှိနေလို့ပေါ့ရှင်ဒါလေးကတော့လက်ပြမှာဆင့်သွားသလိုထင်ရှားပါလေရှင့် ဒါကြောင့်ဒေါ်စင်မအောင်ရဲ့ပြောဆိုချက်ကနေပြီးတော့အစဒီကစားမြင်လိုက်တဲ့အတွက်ကျွန်မတင်ပြပေးတာဖြစ်ပါရှင်။ကျွန်မအနေနဲ့အခုသတင်းသုံးသပ်ချက်လေးကနေပြီးတော့သိလိုက်ရတာတခုရှိပါရှင်။အဲ့ဒါဘာလဲဆိုတော့ NUG ရဲ့မူဝါဒကငါလာမတီငါလာမကြီးဆိုတဲ့မူဝါဒဖြစ်နေပါရှင်။နိုင်ငံတစ်ခုရဲ့ခုမျိုးတွတ်တွဲမှုကိုနှောက်ရှက်ရလောက်တဲ့အထီကိုမြန်မာနိုင်ငံပေါ်မှာစေတနာနှဲကြတာပဲနော်။ NUG အနေနဲ့အခုလိုမျိုးကျွန်မနိုင်ငံပေါ်မှာဆက်လက်ပြီးစေတနာနှဲနေမယ်ဆိုရင်တော့မြန်မာနိုင်ငံကိုအုပ်ချုပ်ရမယ်ရာဇဖုံးကန်ဆိုတာ NUG မှာဘယ်တော့မှပါလာမှာမဟုတ်ပါဘူးနော်။ အဲ့ဒါကတော့အရင်ကကျွန်တော်တို့သိပြီးသားပါရှင်အညူဂျီကမြန်မာနိုင်ငံကိုအင်မတန်စေတနာနဲတဲ့အဖွဲ့ဖြစ်တဲ့အတွက်မြန်မာနိုင်ငံတိုးတက်တိုးတက်ကြောင်းမြန်မာနိုင်ငံသားတွေအေဂျင့်အေဂျင့်ကြောင်းဆိုရင်အများအားဖြင့်ခုလိုပဲဖြတ်လို့ဖြတ်စီလောက်တက်တဲ့အဖွဲ့ဖြစ်တဲ့အတွက်သူတို့ကယာစဖုံးကန်ဆိုတာဘယ်တော့မှပါလာမှာမဟုတ်ဘူးဆိုတာကျွန်တော်တို့သိပါရှင်။ဒါကြောင့်လည်းဒီလိုအဖွဲ့တွေကိုကျွန်တော်တို့ကသူတို့အဖွဲ့ကိုပေါ့နော်အားပေးအားမြောက်မလုပ်ခဲ့တာဖြစ်ပါတယ်။ကျွန်တော်တို့မြန်မာနိုင်ငံအခြားနိုင်ငံနဲ့မတူပါဘူးရှင်။တိလားတမာတိပြည်စုံတဲ့သူတွေသူတို့စင်သူတို့မျက်တည်အများကြီးရဲ့မြန်မာနိုင်ငံဖြစ်ပါတယ်။ ဒီလိုနိုင်ငံမှာခေါင်းဆောင်ဖြစ်ဖို့ဆိုတာကယာစဖုံးကံပါမတာဖြစ်မှာပါရှင့်ဒါလေးရောအန်ယူဂျီများသိဖို့တော့ကိုကျွန်မပြောချင်ပါတယ်ဒီတော့အညူကြီးအနေနဲ့ကလည်းသူတို့ကိုယ်သူတို့သိပါတယ်ဘရောမမြန်မာနိုင်ငံမှာဆိုးရဖြစ်မှာမဟုတ်တဲ့အတွက်ကျမောက်နိုင်ငံရဲ့ပျက်စီးရပျက်စီးကြောင်းသူတို့ရဲ့စိတ်ရင်းစေတနာတိုင်းမှာအနည်းငယ်ဖြစ်လို့ဖြစ်စီလို့ဒီမှာဖြစ်ပါတယ်ဒါလေးမိဘပြည်သူများကပဲစဉ်းစားဆင်ခြင်ပြီးတော့အညူကြီးရဲ့လောက်ရက်တွေကိုပေါ့နော်ကာကွယ်နိုင်ဖို့တားဆီးနိုင်ဖို့ကြော်လွှားနိုင်ဖို့အတွက်ကျမတို့တက်သမျှဆိုးရတွေနဲ့ပူးပေါင်းပြီးတော့ကာကွယ်သင့်တယ်လို့ကျမအကြံပြုလိုပါတယ်ရှင့် ကျမနိုင်ငံတိုးတက်ဖို့အတွက်ကကျမမြန်မာနိုင်ငံသားတွေစီးလုံးနေမယ်ဆိုရင်ပုံပြီးတော့မြန်ဆန်ကောင်းမွန်ပါလိမ့်မယ်ရှင့်ဒါလေးကတော့ကျမတို့ဒင်းသုံးသက်ချက်လေးကနေရရှိလိုက်တဲ့တန်ငန်းစာလေးတစ်ခုဖြစ်တဲ့အတွက်မိဘပြည်သူများကိုပြန်လည်ညှဝေတာဖြစ်ပါရှင်။ကျမရဲ့သတင်းသုံးသပ်ချက်လေးကိုယနေ့မှဒီလောက်နဲ့ရှင်းသားပြရစီရှင်။ကျမတို့ Prime Media ရဲ့သတင်းသုံးသပ်ချက်လေးတွေကိုနေ့စဉ်နေ့တိုင်းအားပေးခဲ့ကြတဲ့မိဘပြည်သူများအားလုံးစိတ်ချမ်းသာကိုကြမ်းပါကြပါစေ။တိုးတက်တဲ့နိုင်ငံစီကိုကျမတို့အားလုံးတူတူသွားရောက်နိုင်ကြပါစေလို့ကျမတို့ Prime Media အဖွဲ့သားများအားလုံးကဆုတောင်းပေးလိုက်ရပါတယ်ရှင်။